ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ BK Arteta ရဲ့ Arsenal သင်းကားတော့ Transfer Market မှာတခြားသင်းနေနေရှိရင်တော်တော်လေးတော့အားမရတဲ့အခြေအနေမျိုးပေါ့လေ Arsenal Pay တက်တဲ့အတွက်အခုလောလောဆယ်မှာဒါ Liverpool ဆိုရင်ဒါအခုလက်ရှိ Trent ထွက်သွားပြီးတဲ့အချိန် Jared Concept ကိုရောင်းနေနောက်တစ်ဖက်ကဒီ Kelleher ကိုရောင်းပေမဲ့အစားထိုးကိုယ်တော်မှာ Mamadish Really တယောက်ရောက်တဲ့ ် try ညမှာ Jeremy Frame ပေါင်ရှိတယ် Bradley ဒါ Bradley လက်ချန်ထားပြီးသားအမောက်ကိုမှ Andy Robinson တော့မထွက်သေးဘူးသူတို့ဘက်က Milos Kakin နဲ့ Florian Vaz ကိုခေါ်လိုက်တယ်ဆိုတော့ Liverpool ကတွားသူဖြည့်ပြီး Isak ကိုတော့ထပ်လိုက်တယ် Mark Cahill ကို personal agreement ရထားတယ် Man City ကလည်းပြီးခဲ့တဲ့စောင်းရသီတုန်းက၄ယောက်အခု၂ယောက်ဒီမှာ၅ယောက်၉ယောက်ထပ်ခေါ်ထားတယ် Chelsea ကတော့ Leon Delap ကိုခေါ်ထားတယ်, United ကခုညာကိုခေါ်ထားတယ်, Arsenal ကတော့ tactically စူပါမန်တီရောက်ပြီးကက်ပါရီဇာဘလန်ကရောက်ပြီဒါပေမဲ့ပရိသတ်တွေလိုနေတဲ့တိုက်စင်မှုအဲ့ဒါကိုမှကျွန်တော်ပရိသတ်တွေသဘောကျပြီးဒီနေ့ရာသီမှာမှ fully fit ဖြစ်ပြီးတော့ Arsenal ပွဲတွေဇက်တိုက်အားကိုးရတဲ့ Thomas Partey ကိုကလပ်ကထုတ်ပြီး အာစနယ်ရဲ့သဘောတရားပါတယ်ဆိုပါတီကအာစနယ်ရဲ့ first try ပုတ်ချင်တဲ့အတွက်ကြောင့်သောမတ်ပါတီရဲ့ position တို့ကဇူပါမန်ဒီကိုသူတို့က first try အနေနဲ့ခေါ်လိုက်တယ်ပြီးတော့မှဂျိုဂျီညိုထွက်သွားတော့ဂျိုဂျီညိုရဲ့ role ကိုသောမတ်ပါတီကိုပြန်ပို့တယ်ဆိုတော့တနည်းအားဖြင့်ပါတီကအရန်ဖြစ်သွားတဲ့အတွက်ကြောင့်ပါတီကလည်းတတ်တမတိုးချင်ဘူးသူလည်းလာစားမလျှော့ချင်ဘူးတလက်ကလည်းမပေးချင်တော့နှစ်ဦးနှစ်ဖက်လမ်းခွဲဖို့ဖြစ်လာတယ်တရားဝင် confirm တော့မဖြစ်ပေမဲ့သတင်းတွေရတော့လမ်းခွဲဖို့ကိုဦးတည်နေတယ်ဒီနေရာမှာ Arsenal အသင်းက အာထက်တာတို့ကယော့ဂရက်စ်လိုလိုဘန်ဂျမင်ဆက်စကိုလိုလိုဖြစ်တဲ့ချိန်မှာယော့ဂရက်စ်ရဲ့အေဂျင့်ဖြစ်သူကဒါအခုလက်ရှိမှာဟိုကီမန်တက်စ်ပေါ့လေစူပါအေဂျင့်ဟိုကီမန်တက်စ်ကိုဆက်သွယ်ပြီးတော့စပိုတင်လစ်ပွန်ရဲ့အပြောင်းရွှေ့ဒီသင်းကထွက်ရမယ့်အပြောင်းရွှေ့မျိုးကိုအ мян ဆုံးဖြစ်ဟိုညှိနှိုင်းပြီးတော့ပြောင်းဖို့သူတို့လုပ်နေတယ်မန်ယူနိုက်တက်ကတော့ဟိုကီမန်တက်စ်နဲ့တော်တော်လေးဆက်ဆံရင်ကောင်းတယ်ကစားမလေးအများကြီးကိုမန်တက်စ်လက်အောက်ကနေယူနိုက်တက်ကဝယ်ထားတော့ ဒါယိုကရက်ကိုမျောလင့်ထားပေမဲ့ဗစ်တာယိုကရက်ကအမှန်တိုင်းပြောရင်အာစနယ်ကို transfer market ရဲ့နောက်ဆုံးအချိန်ထိစောင့်မယ်ဆိုပြီးတော့ပြောလာတယ်။ဒီစားမကတော်တော်လေးတော့တန်ရုံတင်ရှိတယ်ဗျ။ तू အာစနယ်ကိုအရန်ပြောင်းကျင်နေတဲ့သဘောတရားဗျ။သူ့ဘက်ကဗစ်တာယိုကရက်ကသူ့အနေနဲ့အာစနယ်အသင်းကိုပဲပြောင်းဖို့ဆန္ဒရှိတယ်။ဒါလက်ရှိချိန်ထိလည်းအာစနယ်အသင်းကိုပဲစိတ်ဝင်စားတယ်။ဒါအသက်28နှစ်ရှိပြီ စပိုတင်ရဲ့ဆွီဒင်တိုက်စစ်မှုကအာဆယ်ကိုပြောင်းဖို့ဆုံးဖြတ်ချက်အပြည့်အဝချထားတယ်။ကလပ်ကယူကရက်စ်လိုလိုဆက်စကိုလိုအခုအိုလီဝကင်လိုဖြစ်တဲ့တိုင်အောင်ဖီတာယူကရက်စ်ကအာဆယ်မှာအာဆယ်ဖြစ်နေတယ်။အဲ့နေရာမှာ28နှစ်သားကိုစပိုတင်လစ်စဘွန်ကပထမဆုံးကသူတို့အစောပိုင်းတုန်းကယူကိုဗီယာနာအာဂဇာဒရိုက်တာပေါ့လေ။သူကအခုမန်ချက်စတာစီးတီးကိုရောက်သွားတယ်။အဲ့လိုရှိတော့ကသဘောတူထားတဲ့ပြောင်းရွှေ့ချေတခုရှိတယ်။အဲ့ဒါကယူရို65သန်းတိုတယ်ပက်ကေ့ချ် i package ကို your crest ကိုအပြောင်းရွှေ့ကိုလက်ခံဖို့ကိုဒါဟို hockey mandas နဲ့ sporting ကိုသူတို့ရအောင်ညှိမယ် ဲ့ဒါကြလို့အဲ့ဒါဆိုရင်တော့အာဆယ်ကသူ့ကိုသူ့ရဲ့သူ့ရဲ့ပြောင်းရွှေ့ခြေကိုပေးပြီးထွက်နိုင်တယ်အဲ့ဒါက gentleman agreement ဆိုတော့ဒီပြောင်းရွှေ့ဖြစ်ဖို့အတွက်ကတော့ Yorkres ကတော့ okay sporting ကိုငါရအောင်ညှိမယ်အရင်ပြောင်းရွှေ့ခြေတိုင်းပြောင်းမယ်ဆိုတော့ငါ့ကိုအာဆယ်ခေါ်လိမ့်မယ်ဆိုပြီးသူကယုံကြည်ထားတယ်ဆိုတော့အာဆယ်ကလည်းအဲ့ပြောင်းရွှေ့ခြေဆိုတော့ဒေချာပေါ့ပဲဘာလို့ဆိုတော့ဟိုဘက်က Benjamin Sesko ကတန်း80နဲ့အရာဆိုပြီးတက်မှတ်လိုက်တဲ့အတွက်ကြောင့်အခုကအကုန်လုံးက100ကြီးပဲ Hugo Akitike ကလည်း100 ရောက်ဘတ်ထူကတော့ဖားပါတော့ပေါင်တန်း60ဆိုတော့ယူရိုတန်း80ကျော်ရှိတယ်။ Isak ကတော့ထားတော့အခု100တောင်ထိသွားနိုင်တယ်။ဒါသူတို့ Newcastle တောင်းမဲ့အခြေအနေမှာဒါပေမဲ့တခြားကစားသမားတွေတော်များကြီးအကုန်100 100ခင့်မှာ Yogres က60 90ဆိုတော့တော်တော်လေးတော့ fair ဖြစ်တဲ့ price ပဲ။ဆိုတော့ Victor Yogres က Arsenal ရဲ့အခြေအနေနဲ့နောက်ဆုံးချိန်ထိ club ကသူ့ကိုခေါ်ဖို့မျှော်လင့်ထားတယ်။အဲ့လိုမှမဟုတ်ဘူး Arsenal ကသူ့ကိုလုံးဝမခေါ်တော့ဘူးဆိုရင်တော့အိုက်ချမှာပဲအခြားအသင်းကိုစဉ်းစားမယ်။အခုလောလောဆယ်မှာ Victor Yokres က Arsenal ကို ပြောင်းဖို့အတွက် Hoki Mantes ရဲ့အကူအညီနဲ့ Sporting နဲ့သူရအောင်နှီးဖို့ကြိုးစားနေတယ်။ဆိုတော့ Arteta တို့ဘက်က final decision ချပြီးပြောင်းချွေကြတာရော့ကြရင်တော့ခေါ်ဖို့ဒါကျွန်တော်တို့မျှော်လင့်ထားပါတယ်။ဒါကတော့အခုလက်ရှိအခြေအနေပါ။အားလုံးကျေးဇူးတင်ပါတယ်။